โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Wiltech ညမကုမ္ပဏီကနေပြီးတော့ Industrial Automation Training ဒီ YouTube မှာသင်ခန်းစာတွေကိုတင်ပေးရရှိရမှာအခုဒီတစ်ခါမှာတော့ Alan Brandley PSC နဲ့ PSC ကိုရေးရတဲ့ Logis Pro 900နဲ့ပတ်သက်တဲ့ဒီ programming နဲ့ပတ်သက်ပြီးတော့ပြဆက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့ lesson ကတော့ဒီ Logis Pro ပတ် တင်ဆက်တဲ့ lesson နဲ့မှာပထမဆုံး lesson ပဲဖြစ်ပါတယ်အဲ့တော့ဒီ logic pro 900နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနေ့မှာเนาะအဲပြောပြပြောပေးသွားမယ်အကြောင်းအရာတွေကတော့ logic pro ကိုမိတ်ဆက်တဲ့အပိုင်းရှိမယ် logic pro 900ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့အဲပြောတာရှိမယ် နောက်တစ်ခုကဒီ Logis Pro 900ကိုဘာကြောင့်သင်ယူသင့်လဲဆိုတာကိုပြောပြသွားမယ်။အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲဒီ key feature နဲ့ဒီ simulation module ပေါ့နော် Logis Pro 900ထဲမှာပါတဲ့ module တွေအကြောင်းနောက်တစ်ခါဒီ Logis Pro 900ရဲ့ interface နဲ့ feature တွေအကြောင်းအဲနောက်တစ်ခုကတော့ဒီ Logis Pro 900ကိုဘယ်လိုပုံစံမျိုး install လုပ်ရမလဲ setup လုပ်ရမလဲဆိုတာကိုအဲကျွန်တော်ဒီနေ့ဒီနေ့သင်ခန်းစာမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဲ့တော့ဒီ Logic Pro 900နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာမိတ်ဆက်ရမယ်ဆိုလို့ရှိရင်တော့အဲဒီ PSE ကိုလေ့လာတဲ့လူတွေအတွက်ပေါ့နော်လုံမဲ့အသုံးဝင်တဲ့ဒီ Logic Pro 900 Simulation Software ပဲဖြစ်ပါတယ်ဆိုတော့ဒီ Logic Pro 900ရဲ့နော်เออ simulation software อ่ะဆိုရှင်เนาะဒီ PSC မှာဆိုရင်ဒီ hardware မပါပဲねပေါ့เนาะ computer ပေါ်မှာ ladder logic တွေနေပဲလေ့ကျင့်နိုင်တဲ့အဲ tool တစ်ခုဖြစ်ပါတယ်အဲကျွန်တော်ဒီမှာပြထားတဲ့အတိုင်းလေးပေါ့เนาะ မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီ hardware မလိုဘဲနဲ့เนาะကိုယ့်ဘာသာကိုเนาะအဲလေ့ကျင့်နေတဲ့လူတွေအတွက်ကိုเนาะအဲလေ့ကျင့်နိုင်တဲ့တိုးတစ်ခုလို့ပြောလို့ရပါတယ်အဲ့တော့ဒီနံပါတ်1နေနဲ့ကျွန်တော်ဆွေးနွေးပေးသွားမှာကဒီ Logis Pro 900ကဆိုရဲအားကပါလဲပေါ့เนาะအဲ့တော့ Logis Pro 900ဆိုတာကတော့ဒီ Rockwell RS Logic 900ရဲ့ simulation version တစ်ခုဖြစ်ပြီးတော့အဲ PLC training နေအတွက်ကိုအလုံးမဲ့အသုံးဝင်တယ်လို့ပြောလို့ရတယ်ပေါ့เนาะအဲ့တော့ဒီ ladder logic ကိုသူ့ရဲ့အဓိက เนาะဒီ logic pro 900ကအဲ letter logic ကို graphical interface မှာတည်ဆောက်နိုင်တာမျိုးရှိမယ်နောက်တစ်ခါ io devices တွေပေါ့เนาะဒီ push button နေ sensor တွေ motor တွေပေါ့เนาะအဲ့ဒါတွေကိုကျွန်တော်က direct ပေါ့เนาะ virtual simulation လုပ်လို့ရတယ်အဲနောက်တစ်ခုကျွန်တော်ဒီ industrial plc တွေမှာသုံးတဲ့ logic တွေ ਨੇ ပေါ့เนาะအဲကျွန်တော်တို့လုံးဝတူညီမှုရှိတယ်နောက်တစ်ခုကကျွန်တော်ဒီ real time debugging နဲ့ဒီ testing တွေလုပ်နေနေပေါ့เนาะဆိုတော့ဒီအချက်တွေကဒီ logic pro 900ရဲ့ အားသာချက်တွေပဲဖြစ်ပါတယ်အဲ့တော့ Logis Pro 900ကိုဘာကြောင့်ဦးဘောနော်ကျွန်တော်လေ့လာသင်ယူသင်တာလေအဲ့တော့ Logis Pro 900ကိုတော့ဟိုနောက်ကြည့် PSC ကိုလေ့လာတဲ့ beginner တွေအတွက်ပေါ့နော်အဲအများကြီးအကျိုးရှိစေတယ်ဟုတ်ပြီနော်ဆိုတော့သူကဒီ PSC မှာကျွန်တော်တို့ hardware မလို့တော့ပဲနဲ့အဲ laptop တစ်လုံးနဲ့ပဲသင်ယူနိုင်တယ်အဲနောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီ error debugging feature တွေပေါ့နော်အဲ့ဒါတွေကိုအဲသူမှားတာတွေနဲ့ပတ်သက်ပြီးတော့ဒီ ပေါ်ထုတ်ပြီးတော့เนาะကျွန်တော်တို့ဒီဖြည့်ရှင်းနိုင်တယ်ပြင်ဆင်နိုင်တယ်နောက်တစ်ခုကတော့ဒီ basic to advanced project တွေပါတာဖြစ်တဲ့အတွက်ပေါ့เนาะအဲဒီ industrial ကိုသွားပြီးတော့ industrial နဲ့ပတ်သက်တဲ့ဒီအလုပ်တွေကိုလုပ်မယ်လူတွေအတွက်လည်းအဲအများကြီးအသုံးဝင်တယ်လို့เนาะအဲယူဆမိပါတယ် ဲနောက်တစ်ခုကတော့ဒီ key feature ပေါ့နော် key feature of simulation module ဆိုတော့ဒါကကျတော့ဒီ logic pro 900လေးမှာပါတဲ့ module တွေပေါ့နော်အဲ့တော့ဒီ logic pro 900က industrial application တွေပေါ့နော်စသဖြင့်ကျွန်တော်ဒီမှာ industrial application တွေဖြစ်တဲ့ဒီ traffic light simulation တွေရှိမယ်အဲ batch mixing simulation တွေနောက်က ion simulation binary elevator simulation စသဖြင့်ပေါ့နော်ဆိုတော့ဒီလိုမျိုး simulation တွေကိုပြုလုပ်နိုင်တယ်เนาะဒီ pre built module တွေအများကြီးပါတယ် ဟုတ်ပြီနော်ဒါတော့ကျွန်တော်ဒီမှာပြထားတဲ့ဟာလေးကတော့ဒီ sample လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီ ship မှာတင်အောင်မြေတင်ခန်းစာတွေမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ module တွေနဲ့เนาะအဲကျွန်တော်ဒီ lab ပုံတွေကိုလည်းကျွန်တော်အပိုင်းလိုက်ခွဲပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ် ဆိုတော့ Logic Pro 900 interface and feature မှာပါဝင်တဲ့ function တွေကဘာတွေဖြစ်မလဲဆိုလို့ရှိရင်เนาะအဲ letter logic editor ပေါ့เนาะသူက logic run နေတိစောက်နိုင်တယ်နောက်တစ်ခါ IO stated panel တွေပေါ့เนาะ input output တွေကို electron simulation လုပ်နိုင်တယ်အဲနောက်တစ်ခုကကျတော့ real time monitoring ပေါ့เนาะအဲ့တော့ diet PSC program တွေကို institution လုပ်နိုင်တယ်။အဲနောက်တစ်ခုကျတော့ကျွန်တော် troubleshooting and debugging ပေါ့နော်။အဲ့တော့ error detection တွေအဲ feature တွေပါဝင်နေတယ်ပေါ့နော်။ဆိုတော့ဒါကဒီ Logic Pro 9ရဲ့မှာတုံးတယ်နော်။ဒီ feature တွေ fashion တွေဖြစ်ပါတယ်။ တော့ Logis Pro 900ကိုဘယ်လိုပုံစံမျိုး install လုပ်အောင်လုပ်ပြီးနော်အဲ့တော့ Logis Pro 900ကိုသူ့ Logis Pro 900ဆိုရင်ရဲ့เนาะဒီ website မှာသွားပြီးတော့ကျွန်တော်တို့က download သွားလုပ်ရမယ်အဲ့မှာ demo version တရှိတယ်ပေါ့နော်အဲ့ဒါနေရယူနိုင်လေအဲ step 2မှာတော့ကျွန်တော်တို့က installation process တွေကိုလုပ်တော့သူလုတ်ခိုင်းတဲ့အတိုင်းပဲကျွန်တော် လုပ်ရမယ်ပြီးသွားရင်ကျွန်တော်တို့ program ကို run မယ် letter logic ကို ဖွင့်မယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် io panel ကိုတုံးပြီးတော့ letter logic တွေကိုစမ်းသပ်လို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒါကကျွန်တော် ော်ဒီမှာဒီနေ့မှာတော့ကျွန်တော်ကเนาะဒီလက်တွေ့ထိတ်ဆက်တာမျိုးလက်တွေ့လုပ်တာမျိုးမလုပ်သေးပဲねကျွန်တော်ဒီမှာ intro လေးအနေနဲ့ပေါ့เนาะဒီ video လေးကိုတင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်သင်ခန်းစာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Logis Pro 900ကိုเนาะဘယ်လိုပုံစံမျိုးကျွန်တော်တို့เนาะအဲရယူပြီးတော့ဘယ်လိုပုံစံမျိုးကျွန်တော်တို့ install လုပ်ပြီးတော့เนาะကျွန်တော်အသုံးပြုလို့ရတယ်ဆိုတာကိုဆက်ပြီးတော့အရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ